ิทุกุณอนา yeah. you okay. get

ယောဂီတွေကစိတ်ကြီးကခန္ဓာကိုယ်ထဲမှာရှိတယ်ဆရာသားဆရာဘုန်းကြီးကပေါ့ဒါမို့လေဆရာသမားကစိတ်လျှော့ပါလို့ပြောလိုက်တော့မှတင်းနေတဲ့စိတ်ကြီးကညော့သွားတယ်လို့ထင်တာပေါ့။ဒီကတင်းတဲ့စိတ်ကညော့သွားတာမဟုတ်ဘူး တင်းတဲ့စိတ်ဆိုရတယ်ဒီကတော့ဇောစိတ်တွေပေါ့မခီးခုသွားတယ်မြင်မြင်ရောက်ချင်တယ်ဆိုရင်သွားလောဘဇောပေါ့သူကဖြစ်ချင်နေတာရကျင်နေတာပိုင်ကျင်နေတာဟုတ်သူကလောဘဇောပေါ့သူအဲ့ဒီစိတ်တွေဖြစ်တာပေါ့ဟောဘယ်ချင်းရောက်ရောက်သွားဆိုတော့သူကစိတ်လျှော့လိုက်တာ တင်းနေတဲ့စိတ်ကနေယော့သွားတာမဟုတ်ဘူးပေါ့ပထမလောဘဇောဖြစ်နေရကနေဆေးလျှော့လိုက်တဲ့အတွက်တင်းနေတဲ့စိတ်ကရှေးစိတ်အနေနဲ့ချုပ်ပြောက်ပြီးတော့မှဇောမကတဲ့စိတ်ပေါ့အေးချမ်းတဲ့စိတ်ဟာနောက်စိတ်အနေနဲ့နောက်တစ်စိတ်အနေနဲ့ဒါဖြစ်ပေါ်လာ တရားမထိုင်ခင်မှာစိတ်ကတင်းနေတယ်ပေါ့ဟာတရားကျင့်တက်ရအောင်မြင်မြန်မြန်သွားမှဆိုတော့ဇောကတဲ့စိတ်တွေပေါ့ဟောဓမ္မယုံရောက်တော့ဆရာဘုန်းကြီးကနေပြီးတော့မှစိတ်လျှော့ဆိုတော့တင်းတဲ့စိတ်ကယော်သွားတာမဟုတ်ပဲနဲ့တင်းတဲ့စိတ်ကတစိစိတ်လျှော့ပါလို့ပြောလိုက်တော့သူကနားနဲ့တန်နဲ့တိုက်တော့သူကကြားစိတ်ဖြစ်တာပေါ့တင်းတာကတစိစိတ် နောက်တစ်စိတ်ပြီးရင်ကြားပြီးတော့မာစိတ်ကိုဒါလျှော့လိုက်တယ်ဆိုရင်ဟာနောက်တစ်စိတ်ဖြစ်သွားတာစိတ်လျှော့တယ်ဆိုတာငြင်းငြင်းနဲ့စိတ်ဖြစ်အောင်တတိထားလိုက်တယ်ဆိုတဲ့သဘောပေါ့ဟောဝိပဿနာလုပ်ငန်းစဉ်မှာတော့ဒီရှေ့စိတ်နောက်စိတ်ကိုနားလည်ဖို့လိုတယ်ပေါ့အဲဒီဆိုဝိပဿနာဆိုတာကဒီယုတ်တရားနဲ့တရားတွေစိတ်ဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့အမှန်တိုင်းသိတာဟုတ်သူကဝိပဿနာလို့ခေါ်တာ ဝိပဿနာဆိုတာထူးထူးကဲကဲပေါ့ထူးထူးခြားခြားသိတာပေါ့တူတိငါတိရက်ွက်တိမဖြစ်ရဘူးပေါ့ခန္ဓာကိုယ်ထဲမှာစိတ်ကြစိတ်ရှိတယ်ဒီစိတ်ကပဲဒေါသတွေထွက်နေတာဒီစိတ်ကပဲမကြည်မနက်ဖြစ်သွားတာဆိုတာကတူတိငါတိရက်ွက်တိပေါ့တူတိငါတိရက်ွက်တိအတိနဲ့တရားထုတ်တာတော့ဒါတဏ္ဍပါကာလမှာလည်းတရားထုတ်နေကြတာဒါဘုရားကိုကျင့်လို့ပေါ့ တရားမရနိုင်ဘူးဆိုတာကဘာဖြစ်လဲဆိုတော့ဗျာရှင်ရဲ့ဒေသနာရဆိုရင်သူကအဝိဇ္ဇာနဲ့စတယ်အဝိဇ္ဇာပစ္စည်းအတင်ခါတာသူကတရားစအထုတ်တယ်လို့ပါဆိုတာအဝိဇ္ဇာနဲ့စတာပဲအမှန်မတိပဲနဲ့တရားအထုတ်တော့ဒီအဝိဇ္ဇာဝိဇ္ဇာဉာဏ်ပြောင်းသိမဲ့သူပေါ့မရှိဘူးဆိုရင်ဘယ်လိုမှဝိဇ္ဇာဉာဏ်ဖြစ်နိုင်ဘူးပေါ့တော့ဘုရားလောင်းနဲ့ပေါ့ ပြည့်စုံကဘုရားလောင်းကလွဲလို့ပေါ့ဒီဘုရားလောင်းပြည့်စုံကလောင်းဆိုတာကသူကလောဘဒေါသမောဟဒီအဝိဇ္ဇာဖြစ်ကြောင်းဖြစ်တဲ့တဏှာနဲ့ဒိဋ္ဌိကိုဒီပါရမီဖြစ်ပြီးတော့ပေါ့ပါရမီဖြစ်တယ်ဆိုတာလောဘဒေါသမောဟတွေကိုသူကတန်းတန်းကြမ်းကြရော့အောင်နင်းအောင်လုပ်နေတာပေါ့အမဒါနပါရမီဆိုရင်သူကလောဘကိုအာလောဘစိတ်ဖြစ်အောင်ပြုလုပ်နေတာလောဘဆိုတာက အမှန်မသိစေတဲ့အကြောင်းပေါ့ဒီလိုအလိန်ခံရဲဆိုတာလောဘနဲ့ဟုတ်လားလောဘကြီးတဲ့လူပဲနေလို့ရတယ်ပေါ့အမှန်မသိဘူးအလိန်ခံရတယ်ဆိုတာလောဘအားကြီးလို့ပေါ့အကျိုးစင်ဟာအတူချီးစားတယ်ဆိုရင်ဟာဒါတရားကိုဘယ်လောက်တူပေးမယ်ဆိုတော့တူတယ်အများကြီးပြီးတော့သူကလောဘဖြစ်ပြီးတော့နေလို့နေမှန်းလည်းမသိဘူးပေါ့ ဘုရားလောင်းတဲ့ပြည့်စုံကဗုဒ္ဓတွေအကြတော့ဒီဒါနပါရမီတီလပါရမီပေါ့ပါရမီ7ပါးအပြား30ဖြည့်တယ်ဆိုတာကြွလောဘဒေါသတွေကိုဆွန့်လွတ်နေတာပေါ့ယောနေအောင်လုပ်တီလစောင့်နေတယ်ဆိုတာလေလောဘဒေါသကိုဆွန့်တာပဲအော်လေးတင်ချင်တဲ့ကဘာတသိန်းနှစ်တင်ချင်တဲ့ကဘာတသိန်းလောဘဒေါသတွေကိုယောနေအောင်လုပ်ထားတော့အဲဒီလောဘဒေါသတွေကိုယောနေတဲ့အကြောင်းတရားကနေပြီးတော့ဝိဇ္ဇာကိုဖယ်ရှားလိုက်တာ သူကသူဖယ်ရှားတာတော့မဟုတ်ဘူး။ဥစဉ်တို့ဆိုရင်ဒါဖះကဒုက္ခရစရိယာကျင့်နေဆိုသူက6နှစ်ကျင့်နေ6နှစ်ကျင့်ပြီးတော့တရားရသွားရလို့ထင်တာမဟုတ်ဘူး6နှစ်ကျင့်တာမှားကြီး။တကယ်တရားရသွားတာက6နှစ်ကျင့်လို့မဟုတ်ဘူး။သူကဒီလေးတင်ချင်တဲ့ကဘာတသိန်းပေါ့လောဘဒေါသမောဟတွေကိုဒီပါရမီဖြည့်ပြီးတော့ပေါ့ဆွန့်လွတ်တော့အဲ့ဒီပါရမီဖြည့်ထားတဲ့ဖြည့်ထားတဲ့ဆွမ်းအားပေါ့အာလောဘအာဒေါသအာမောဟဆွမ်းအားတွေရမှသူက ဒီဝိပဿနာဉာဏ်မဉာဏ်ပုံဉာဏ်ဤဖြစ်အောင်ကျေစုပြုလိုက်တာပေါ့။ဒီကထိုင်ပြီးကျင့်တာကဒီကဒုက္ခရစရိယကျင့်နေတာကဒီကအမားကြီးကျင့်နေတာ။ယင်းညာကတော့ဘုရားအလောင်းဤပြည့်စုံကဗုဒ္ဓဓီတရားဖြစ်သွားတာဘုရားဖြစ်သွားတယ်။ဒီချုပ်ပစ္စည်းကားမှုကြောင့်နေဆိုရင်ဒါတီးရွက်ကြွေသွားတာတွေပန်းကလေးညှိုးသွားတာတွေဒါတွေ ကြည့်ပြီးတော့မှဆင်ကျင်ပြီးတော့မှတရားရသွားတယ်ပေါ့ပြစ္ဆုတ်ပံခိုက်ဆိုရင်တော့ဒါလေးကိုမြင်ပြီးတော့တရားရသွားတယ်လို့ထင်တာအမှန်တော့နှစ်တင်ချိန်တဲ့ကဘာတသိန်းလေးတင်ချိန်တဲ့ကဘာတသိန်းပေါ့ပါရမီဖြည့်ထားတဲ့ဆွမ်းအားတွေကြောင့်ပေါ့ဆွမ်းအားဆိုတာလောဘကိုအာလောဘဖြစ်အောင်ဒေါသကိုအာဒေါသဖြစ်အောင်မောဟကိုအာမောဟဖြစ်အောင်လုပ်ခဲ့တဲ့ဆွမ်းအားတွေကြောင့်သူကဝိဇ္ဇာကိုဖယ်ရှားနိုင်ပြီးတော့အမှန်တိပြီးတော့မှမဉဏ်ပုံရံတွေရလာတာပေါ့တို့ကဘာဆွမ်းအားမှမရှိဘဲနဲ့ ကိုယ့်အကူဟိုလိုကြင့်ဒီလိုကြင့်ပြီးတော့လောဘဒေါသမောဟတွေကိုဆွတ်နိုင်မယ်လို့ထင်နေတာပေါ့တော့ဝိဇ္ဇာကိုဖယ်နိုင်ဖို့အတွက်ဒီတဘာဝတရားတွေနဲ့ပတ်သက်ပြီးတော့ဒီယုတ်ဆိုတာပါနန်းဆိုတာပါအာယုံဆိုတာပါအာယုံတိုင်းမှာစိတ်ဖြစ်လာတယ်ဆိုတာတွေကိုဝိဇ္ဇာကိုပေါ့ ဘုရားရှင်ရဲ့အကူအညီနဲ့ပေါ့ဘုရားရှင်ဆုံးမထားတဲ့ဒီအမှန်တရားဘာဝတရားတွေကိုတည်နာလည်အောင်လုပ်ရတာပေါ့တည်နာလည်အောင်လုပ်တော့မှဝိဇ္ဇာဟာအတိုင်းတာသူတိပေါ့ရော့နေသွားတာရော့နေသွားတော့မှသူကပညာဉာဏ်ကလည်းအတိုင်းတာသူတိပေါ့ဖြစ်လာတာဘုရားရှင်တင် जा ပေးထားတဲ့ပေါ့ ဒီအတိပညာပေါ့မကန်တဲ့နားလည်မှုကိုလက်တွေ့ဘဝမှာဦးဇင်းတို့ကဆက်ပြီးတော့ပွားမအိုင်တိုင်းမှာစိတ်ဖြစ်တယ်ဆိုတာကိုဒါတင်ကြားထားတယ်ပေါ့ခုငကူအတိပေါ့သူဒီငါဒီရက်ွက်တိရတော့ခန္ဓာကိုယ်ထဲမှာစိတ်စိတ်ရှိတယ်ဒီစိတ်ကပဲမြင်တယ်ဒီစိတ်ကပဲကြားတယ်ဒီစိတ်ကပဲခံစားနေတာဒီစိတ်မှာပဲဒေါသတွေထွက်နေတာဒီစိတ်ကပဲကြည်လင်နေတာ အဲ့လိုအထင်မှားနေတဲ့ခိုက်ပါပေါ့ဒီအရင်တိုင်းမှာစိတ်ဖြစ်တယ်ဆိုတဲ့အမှန်တရားအတိကိုတတိရမယ်အောက်မရမယ်စင်ရင်ရမယ်ပေါ့နှလုံးတွင်းရမယ်ပေါ့လူတယောက်ရောင်းနေဆိုတာကဥမာစပါစုအင်္ဂလိပ်ကြီးကဒါလန့်လို့လိုက်ရင်ဒါ oh my god ဆိုပြီးတော့ဒါဘုရားတခင်ဆိုပြီးတော့ရောင်းတာပေါ့ သူစိတ်ထဲဆွဲနေရကိုသူရောက်တာပေါ့အကျိုးလည်းဖရာတတယ်ပေါ့လေကျိုးလည်းအမေကိုတတယ်ပေါ့ဒုက္ခရောက်အမေမေကဲပါပေါ့နောက်လည်းဖရာကဲပါပေါ့အကျိုးလည်းလန့်သွားပြီဆိုရင်ဆဲတာလည်းမျိုးလေးရှိတယ်ပေါ့ဘလန်းတဲ့ချိန်ရောက်တဲ့ချိန်မှာဖရာတတယ်ဆိုတာသူကဖရာကိုဆွဲနေလို့ပေါ့ ဘုရားဟိုဘာဒါမကောင်းတဲ့ဘက်ကဆိုရင်အတုံးတုံးကတော့ဒါဆွဲတယ်လို့ယူတာပေါ့ကောင်းတဲ့ဘက်ကဆိုရင်တော့တမာတိတည်တယ်ပေါ့ဘုရားတရားတန်ခါကိုတတိယတယ်ဆိုတော့ဒါဘုရားတရားတန်ခါဆိုပုံမှာတတိယတာပေါ့တမာတိတည်တာပေါ့အဲ့ဒီတဘောမျိုးပဲပေါ့မလန့်သွားတယ်ဆိုရင်ဒါဘုရားကိုတတိယတယ်ဟုတ်လေကြောက်လန့်သွားတယ်ဆိုရင်အမေကို တတိယရယ်ပေါ့အမေကယ်ပါပေါ့ဘုရားကယ်ပါပေါ့အဲ့ဒါကိုယ့်ရဲ့တမာတိပေါ့ကိုယ့်ရဲ့အစွဲလို့ပြောလဲရတယ်ပေါ့ကိုယ်စိတ်ထဲရှိရပေါ်မှာရောင်နေတန်းတရယ်ဘုရားတယ်အခုကကျတော့တို့ကအမှန်တရားအတိပေါ်မှာတတိထားတတ်အောင်အမှန်တရားအတိပေါ်မှာတမာတိတရားကြိုးစားမလန့်သွားရဆိုရင်ဘုရားတတာမျိုးမဟုတ်တော့ဘူးပေါ့ဒါဘုရားတလဲရတယ်ဒါဥပမာပေးတာပေါ့ဘုရားတတာမျိုးကကျတော့ဒါပြည့်ညက်ဘုရားပေါ်မှာ ါတမာရီတည်နေလို့ပေါ့အခုကကြတော့အမှန်တရားအတိပေါ်မှာတမာရီတည်တယ်ဆိုတာဥပမာလန့်သွားတယ်ဆိုရင်လန့်နေစိတ်ဟာဒီကိုယ်တော့မရှိဘူးဒီအာယုန်နဲ့တော်လာတိုက်တော့မှာဒီလန့်နေစိတ်ဟာကိုလောက်တာလည်းမဟုတ်ဘူးအာယုန်ကဓာတ်ရိုက်ကြည့်လောက်တာလည်းမဟုတ်ဘူးအာယုန်ကခြေစွပ်ပြေးလိုက်တယ်ဒါပါတော့ဖြူးဖြူးညာဘက်ပေါ့ဖြူဖြူးဖွေးဖွေးကြီးတခုကိုရင်းဘက်ကနေလှမ်းမြင်လိုက်တယ်ဆိုပါဆိုတကယ်မြင်လိုက်ရင်အယောင်ဆင်းမဲ့ပေါ့ ဒါပေမဲ့အယောင်ဆင်းမဲ့ဆိုပြီးတော့ယူပါယူကိုမှန်မှန်ကန်ကန်တတိမကတ်ဘူးပေါ့နားလည်းမလဲဘူးပေါ့အဲ့တော့အမတ်တင်ညာကနေပြီးတော့ဒီဖြူဖြူကြီးကတရေပဲလို့တွေးထင်လိုက်တာပေါ့အဲ့တင်တင်ညာက တရေကြီးလို့တွေးထင်လိုက်တာဟုတ်တကယ်ပဲတရေကြီးလို့မှတ်လဲမှတ်ယူလိုက်ရောဒါလက်နဲ့စိတ်တွေဒါဖြစ်သွားတာပေါ့ဟောလက်နဲ့စိတ်ကဒီလိုတော့မှမရှိဘူးပေါ့ဒီဖြူဖြူအယောင်ကြီးကိုတွေးလိုက်တော့မှအာယုန်နဲ့ဒါရတိုက်တော့မှ ဒီဘောမှာတင်ညာကနေပြီးတော့တရေဆိုပြီးတော့အမှတ်မှားတော့မှကြောက်ရွံ့တဲ့စိတ်ဟာသူတဘောသူဆောင်ပြီးတော့မရှိရကနေဖြစ်ပေါ်လာတယ်လို့အခုတင်ကြားထားတယ်ဆိုရင်အဲ့ဒါတကယ်နန်းတဲ့ချိန်မှာလေအဲ့ဒီအမှန်တရားကိုသတိရလိုက်ရမယ်။အော်ကြောက်တဲ့စိတ်ကဒီလိုတော့မှမရှိဘူး။ဒီမြင်ခွင်းနဲ့ဒီအစင်းနဲ့ဒီအာယုန်နဲ့ဒီ द्वार နဲ့တိုက်တော့မှမြင်စိတ်ပေါ်တယ်သူမတစ်ဆင့်တရေလို့တင်ညာကမှတ်တင်တယ်သူမတစ်ဆင့် ကြောင်လဲနေစိတ်ဟာသူတဘောသူဆောင်ပြီးတော့ဖြစ်ပေါ်လာတယ်လို့တတိရလိုက်ရမယ်။အဲ့ဒါသူကအမှန်တရားပေါ်မှာထားတဲ့တမာတိပေါ့တတိ။အဲ့ဒါတတိတမာတိဆိုရင်လည်းဝင်နေတွက်တယ်ဒီတမတ်ထားတဲ့အာယုန်ဒီပေါ်မှာပါပဲကျွန်တော်ကတတိဥစဉ်တော့ကတတိတမာတိကိုထားနေတာပေါ့။ဒါကြောင့်တမာတိလမ်းကြောင်းကနေမတက်နိုင်ဘူးပေါ့။ရိဒါဝင်တော့အေးချမ်းတာပေါ့။အိမ်ရောက်တော့ပြန်ပြီးတော့ပူလောင်နေကြတာပေါ့။ ့အမှန်တရားကကျတော့စိတ်ချရတယ်အချိန်မရွေးနေရာမရွေးလူမျိုးမရွေးဘာသာမရွေးတို့အမှန်ကန်နေတာဟိုကအမှန်တရားလို့ခေါ်တယ်တစ္ဆာတရားလို့ခေါ်တယ်အပြင်းညက်တရားတွေကျတော့စိတ်မချဘူးလေဘုရားဗုဒ္ဓမဟာမြတ်မြတ်ကြီးကိုအားကိုးတယ်အဲကောင်းမှုတော်ဘုရားကိုအာကူရဲခုငလီနေလှုပ်တော့ဒါပြုတ်ပြတ်သွားပြီဆိုရင်ပြင်းညက်ဘုရားကတော့ဒါပြုတ်ပြတ်သွားတော့ အခုအကယ်ဖို့နေနေတာပေါ့သူကသူ့လောက်မှသာပြုတ်ပြက်နေတာပေါ့စိတ်ချလို့မရဘူးအတ္တမထားရဲ့ပြည့်ညက်ဖရာအတန်ဃာဆိုတဲ့ဒီတိုင်းပဲပေါ့အခုတန်ဃာတော်တွေဒီငလင်မေးမှာတိတ်ဆုံးတာတွေအများကြီးပဲပေါ့ပြည့်ညက်တန်ဃာဆရာကတော့လေဒါလူတို့ကိုယ်တိုင်လေးဒုက္ခရောက်ကြတာပဲ တော့အမှန်တရားအတိပေါ်မှာအာကိုတတ်အောင်ပေါ့အမှန်တရားအတိပေါ်မှာတမာတိတီအောင်အမှန်တရားအတိပေါ်မှာစင်ကျင်တတ်အောင်အာထုရမယ်မန္တရားတိဆိုရလဲဒါတင်ကြားမှတိမှလေကိုကကိုဆိုရင်တော့မတိနိုင်ဘူးပေါ့ဘဝကိုဘလိုရှုဒီလိုရှုပြီးတော့အမှန်တရားကိုသိသွားမယ်ဆိုရင်လည်း ီဘုရားရှင်ရဲ့သာသနာလည်းကြုံစရာမလိုဘူးပေါ့သာသနာဘကာလမှာလည်းတောတပန်နေအနာဂတ်နေယန္တာတွေဖြစ်ကုန်ရမှာပေါ့ဘာလို့လဲသာသနာဘကာလမှာလည်းဝိနေအတွက်တည်းညောင်းညောင်းနေနိုင်နိုင်ရဲ့ဒီပညာအာယုန်တွေကိုရှုပြီးတော့ပဲအတရားကျင့်တဲ့ပုဂ္ဂိုလ်တွေအများများရှိတာအမှန်တရားကိုမတိဘူးပေါ့။တမာတိတွေတော့တိကြတယ်။ဒ အာရရတို့ဥဒကတို့သတနာဘကာလမှာတရားကျင့်တဲ့ပုဂ္ဂိုလ်ကြီးတွေပဲတကယ်တော့သူတော်ကောင်းကြီးတွေပဲသူတို့လောဘဒေါသမကောင်းမှန်းသိတယ်ပေါ့လောဘဒေါသကိုစွန့်နိုင်ဖို့သူတို့အတိညာရှိလောက်တန်ဆန်းတဲ့လောက်ကြိုးစားကြတာပဲပေါ့ဒါပေမဲ့မရဘူးဒီဝိဇ္ဇာကိုမဖယ်နိုင်ဘူးပေါ့ဒိဋ္ဌိကိုမဖြုတ်နိုင်ဘူးပေါ့ဘာလို့ဆိုအဝိဇ္ဇာဖြစ်ကြောင်းဒိဋ္ဌိဖြစ်ကြောင်းတွေကိုနားမလည်ဘူးပေါ့ဘာဦးစင်းတို့ကကျမ်းမာရေးကောင်းခြင်းတွင် ။သူကကျမ်းမာရေးတိုင်းရဲ့ကောင်းအောင်လုပ်လို့မရဘူး။သူကကျမ်းမာရေးကိုဖြစ်စေတဲ့အကြောင်းတရားတွေကဘာလဲဆိုအောင်နားရရတာပေါ့။ဥမာကံစိတ်ဥဒုအဟာရအဲ့ဒီအကြောင်းတရားတွေကိုနားလည်မှကျမ်းမာရေးကောင်းအောင်နေလို့ရတယ်။အဟာရဆိုရင်ကိုယ်နဲ့တဲ့တာမတဲ့တာကိုနားလည်ရတယ်ပေါ့။ဘယ်အဟာရတော့ဘလူယောဂမျိုးဖြစ်စေတယ်ဘယ်အဟာရတော့ဘလူကျမ်းမာစေတယ်ပေါ့။အော်ယာတိဥဒုစေလိုက်ဒီတိုင်းပဲပေါ့ဘလို့ယာတိဥဒုမျိုးဆိုရင်ဘလောက်အပူချိန်ဆိုရင်ဒါကျမ်းမာရေးကိုထိခိုက်တယ်ပေါ့ သူအဲ့ဒါတွေကိုနားလည်မှအဲ့ဒါတွေကိုစင်ကျင်မှသူကဂျမ်းမာကြီးကောင်းတာလေအဲ့တော့ဒီအနေနဲ့တောက်ပြရင်ဂျမ်းမာကြီးကောင်းနေဂျမ်းမာကြီးကယူဆိုင်ဒီလိုသာပြောကြတာအဲဂျမ်းမာကြီးကောင်းစီတဲ့အကြောင်းတရားဖြစ်တဲ့ကံစိတ်ဥရုဘာရကိုနားမလည်ဘူးတင်းတော်အောင်အတုံးမချတတ်ဘူးဆိုရင်ဘယ်လိုမှဂျမ်းမာကြီးကောင်းနေလို့မရဘူးအကြောင်းတရားကိုနားလည်မှကျိုးတရားကိုပြုပြင်လို့ရတာပေါ့။ဦးဇင်းတို့ကအကြောင်းတရားကိုနားလည်အောင်မလုပ်ဘဲနဲ့ ကျိုးတရားကိုပဲကောင်းကျင်နေတာပေါ့တော့ဘယ်ရမလဲဘဒုက္ခတွေဖြစ်တယ်ဆိုရင်ဦးဇင်းတို့ကဒုက္ခမဖြစ်အောင်ပဲဓာတ်ရိုက်ကြိုးစားတာပေါ့အဲဒုက္ခမဖြစ်အောင်တရားနေလို့မရဘူးဒုက္ခဖြစ်စေတဲ့အကြောင်းတရားကိုဖယ်နိုင်မှဒုက္ခဖြစ်ခြင်းဆိုတဲ့အကျိုးတရားကိုရှောင်လို့ရတာပေါ့ဒုက္ခဖြစ်စေတဲ့အကြောင်းတရားတွေကိုလုံပြီးတော့မှဒုက္ခကနေလွတ်ချင်လို့တော့မရဘူး ဒါကြောင့်မို့တင်ကြရတာပေါ့။ဟိုမှာကျမ်းမာရေးဟဲ့လားယုတ်တရားကိုပြည့်စည်တဲ့အကြောင်းတရားကိုနားလည်ရတယ်။မစိတ်ချမ်းသာစေနေဆိုရင်စိတ်ချမ်းသာစေတဲ့အကြောင်းတရားကိုနားလည်ပြီးတော့ပြုလုပ်ရတာ။မစိတ်ချမ်းသာအောင်နေဥပ္ပန္နစိတ်တွေမထားနေစလို့ဘယ်ရမလဲ။ကျမ်းမာရေးကောင်းအောင်နေကျမ်းမာရေးကယူဆိုင်ဆိုရနဲ့ကျမ်းမာရေးကောင်းအောင်နေလို့မရဘူးပေါ့။အဲဒါဆိုသူက ါပါတော့အချုံမုံနေဒါရှိကံပစ္စည်းတွေဒါရှိကံပစ္စည်းတွေထည့်ထားတဲ့အစားတောက်တွေစားနေမယ်နှလုံးသွင်းမမယ်အချို့ယောဂအများစုကဒါစိတ်ထားမလို့ဖြစ်ရတာပေါ့တွေးတိုးတို့နှလုံးတို့ဆိုတာနှလုံးသွင်းမမယ်ဒီနေ့အမြင်ကံနဲ့စိတ်ကိုလည်းနားမလဲဘူးအာရအကြောင်းလည်းနားမလဲဘူးဆိုရင်အဲ့ဒီလူကဘယ်လိုမှမကျမ်းမာနိုင်ဘူး ။ကျမ်းမာရေးကောင်းအောင်နေပါလို့ဆိုရတဲ့အဲကျမ်းမာရေးတဲ့အကြောင်းတရားတွေကဘာတွေလဲဘာတွေကိုပြုပြင်ရမလဲဆိုတာနားလည်ဖို့အဓိကကြတာ။အဘိဓုက္ခတွေကြီးကြီးနေစတဲ့ဦးဇင်းတို့ကဘုရားမှာပဲသွားဆုတောင်းနေတာပေါ့။ဘိဓုက္ခတွေဘာကြောင့်ဖြစ်ရတာလဲ။အဲ့ဖြစ်စေတဲ့အကြောင်းတရားတွေကိုတော့မဖယ်ရှားပဲနဲ့ဘိဓုက္ခကလွတ်ချင်လို့တော့မရဘူးပေါ့ ဘေးဒုက္ခတွေဘာကြောင့်ပြရလဲဆိုရင်အကြောင်းတရားကိုနားလည်ပြီးတော့အကြောင်းတရားကိုဖယ်ရှားလိုက်မယ်ဆိုရင်ဘေးဒုက္ခလည်းမဖြစ်တော့ဘူးပေါ့။မအိမ်အိမ်ရှိမှအမိုက်ပုံအမိုက်တွေပုံသားလို့ပုံနဲ့နေထွက်တယ်ရယ်ဆိုရင်အပုံနဲ့ကိုဓာတ်ရိုက်ဖယ်လို့မရဘူး။အမိုက်ပုံဖယ်ရမယ်။အမိုက်ပုံနေတာကိုဖယ်ရမယ်။အမိုက်ပုံနေတာကိုဖယ်မှအမိုက်ပုံကြောင့်ပြရတဲ့အနံစိုးကိုဖယ်ပြီးသားဖြစ် အနံ့ဇိုးပြနေတာကအကျိုးတရားပေါ့အမိုက်ပုံကအမိုက်ပုံပုံထားတာကအကြောင်းတရားပေါ့အနံ့ဇိုးဆိုတဲ့အမိုက်ပုံကြောင့်ပြရတဲ့အကျိုးတရားကိုဖယ်ခြင်းရင်အဲဖရက်ရှာတွေတုံးပြီးတော့ရေမွေးတွေတုံးပြီးတော့အနံ့ဇိုးကိုဖယ်လို့မရဘူးအနံ့ဇိုးဘာကြောင့်ပြရတာလဲဆိုတာကိုနားလည်ရမယ်အနံ့ဇိုးကအကျိုးပေါ့အမိုက်ပုံထားတာကအကြောင်းပေါ့အမိုက်ပုံကိုဖယ်ရှားနိုင်မှသာလျှင် အနံဆိုးကဖယ်ရှားစရာမလိုပဲနဲ့ကင်းပီတာဖြစ်သွားမယ်အဝိနိုင်တီထတိုင်းတီတည်နေပါထိနေတာကယုတ်တရားဒီဘောမှာကောင်းနေဆိုးတယ်ဝင်လီပဲထွက်နေပြီပဲငါတက်ရှိတာပဲလို့ထင်နေတာတည်နေတာကနန္တရားပေါ့ယုတ်တရားနဲ့နန္တရားပဲဖြစ်နေတာ 啊、我骗你俩我不包。但为年累月骗你啦，我不包。